မင်္ဂလာပါဆရာသမား United Show ကနေကြိုဆိုပါရယ် Manchester United အတွက်တော့ကျွန်တော်တို့ဒီအပြောင်းရွှေ့မှာကျွန်တော်တို့အင်မတန်မျှော်လင့်ရတဲ့ player တစ်ယောက်ကတော့အတင်ပြောင်းသွားပဲအတင်ပြောင်းသွားတော့မြေပေါ့နော်ဒါ Giovanni Quinta Giovanni Quinta ကျွန်တော်က Chelsea အတင်ကိုကျွန်တော်ကပြောင်းတော့မှာရဲ့ Hewi Guri ပါလေဖြစ်သွားပြီး Club to Club ကြားထဲမှာလည်းသဘောတူညီမှုတွေပါလေရသွားပြီးတရားဒီကိုနောက်ရာသီပြီးတာနဲ့သူ Chelsea ကိုသူပြောင်းမှာပေါ့ဗျာတရားဒီဆက်ပြီးတော့နေဦးမှာပေါ့ဒီနေရာမှာ ကိုရီမန်ချက်စတာယူနိုက်တက်နဲ့တောက်လျှောက်သတင်းတွေပါလိကျွန်တော်ထွက်လာတာအမှန်ကန်သတင်းတွေထွက်တာဒီနေရာမှာဟော့ဟုံးမဟော့ဟုတ်ပေါ့နော်ယူနိုက်တက်ဆိုတဲ့အတွက် journalist တွေကတော့ရေးကြတာကြပြုတ်ကြတာပေါ့သူတပင်းပို့ပြီးတော့ရေးရတဲ့အကြောင်းရင်းက Sporting Lisbon ရဲ့နီးပြတယောက်ကိုအသင်းမှာရောက်အောင်ခေါ်ထားတယ်ဆိုတော့အဲ့ဒီနီးပြလက်အောက်မှာအချီနီကောင်းခဲ့ပါတယ်ဆိုတဲ့ကစားမတွေနဲ့ပတ်သက်လို့ရှိရင်သတင်းထွက်တာမထူးဆန်းဘူးဗျာသူတပင်းတော့ Winbacks တွေ imminent လိုနေပါတယ်ဆိုတဲ့ Manchester United မှာ Winback မှာတောက်လျှောက်အသက်ငယ်ငယ်ကြီးရွယ်နဲ့ခြေသွမ်းပြနေတဲ့ Quintal လိုကစားမမျိုးကိုကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲ ဒီခွန်နိုင်နေဒီဗာလဲဒီအတန်ထွက်တယ်ဆိုတာမျိုးကသူအထူးဆန်းတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကြည့်ရရင်ဘယ်လိုပြောမလဲအဲ့ဒီကစားမှာပါသွားပြီဆိုတော့တော့လက်ရှိမှာဂျိုဗနီကွင်တာတို့เนาะပြီးလို့ရှိရင်ဗာလဲအဲနောက်တန်းက AICU တို့เนาะပြီးတိုက်စစ်ကဗာလဲကျွန်တော်တို့ဒီတိုက်စစ်ပြဗီတာဂူခရက်စ်တို့တောက်လျှောက်တရင်ထွက်တာမလားမန်ချက်စတာယူနိုက်တက်နဲ့နောက်ခဏပြောလို့ပဲအမိုရင်းကိုခေါ်ထားတယ်ပေါ့နော်စပိုရင်းလစ်ဘူနီပြကိုခေါ်ထားတယ်ဆိုတော့ခါတောက်လျှောက်တရင်ထွက်တာပေါ့ဗျာအဲ့မျိုးဥပါသွားပြီကွင်တာကဆိုတော့အတင်းတွက်ကတော့ဗာလုံးမလဲ အတင်းတွက်တာကျွန်တော်တို့ဘာလို့ဘာမှလုပ်မရဘူးဘာမှလုပ်မရဘူးဆိုတာကသူတို့သင်ကန်းစာယူရမယ့်ရတယ်ပြည်မလားသူများသူများပိုင်ရှင်တွေဘယ်လိုခေါ်သွားတယ်သူများပိုင်ရှင်တွေသိတယ်မလားဒီအပြောင်းရှိကိုဘယ်လိုဖြစ်အောင်လုပ်လုပ်သွားလဲဘာတည်င်းမှမထွက်ပဲနဲ့ဘယ်လိုမျိုးခြိလန်းနေလှန့်ပြသွားတယ်သူတို့ပိုင်ရှင်တွေနေတဲ့အမှန်ကန်သိရမှာဆိုတော့အတင်းဘက်ကလည်းကွင်တာလိုကစားမမျိုးကိုဈေးတက်တက်တာနဲ့ခွန်နိုင်မဲ့တယ်မှာမပါခဲ့ပါဘူးเนาะဈေးဘယ်လောက်လဲတော့မသိရသေးပြီမဲ့ဈေးတော့တက်တာရအကြောင်းတော့မရှိဘူးဗျာအဲကြောင့်ကျွန်တော်တို့ညူဗနီကွင်တာကပြောရမလဲဒီ သူသူနေရာကိုကျွန်တော်ဘယ်လိုခေါ်ကြမလဲပေါ့အခုလက်မှာ Patrick Drew ကိုကျွန်တော်ခေါ်ထားတယ်ဟိုပါဒါပေမဲ့လို့ right wing back နေရာမှာဆိုလို့ရှိရင်ဘယ်လိုစီစဉ်နေတင်းမှာရှိနေလဲ Okay ငါတို့ကတော့ဟေး Ahmed Diallo ကိုကစားလို့ရတယ် Nero Nabatan တယောက်ပဲ Bechi Dan နဲ့ကစားမှာကိုခေါ်မေးဟေးဆိုပြီးတော့စီစဉ်ထားရင်တမျိုးเนาะအဲ့လိုမဟုတ်ဘဲနဲ့ right wing back မှာ Bechi Dan ကစားမှာတယောက်ကိုခေါ်မေးပြီးရင် Ahmed ကို Nero Nabatan ကိုပြန်ပို့မယ်ဆိုရင်တမျိုးတေချာတာတစ်ခုကတော့အတင်းက အင်မတန် AMO တွေနဲ့အစင်သင်းအစင်ပြေအရင်ပြည်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီအတင်းမှာလဲပူပေါင်းနိုင်စွမ်းရှိတယ်ဆိုပြီးတော့ယူဆခဲ့ကြတဲ့ကစားမဖြစ်ဘူးကပါသွားပြီဆိုတခုရှိတာကဗျာကိုရီအတင်းကတော့ဘာလုပ်ပဲလုပ်လို့အတန်တော့မထွက်ဖဲတော့မหนีဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုစတိုရီကရေးကြတာမလားဟုတ်ဟုတ်မဟုတ်ဟုတ်ဗျာစတိုရီရေးကြတယ်ဆိုတော့ကတင်းကတော့ထွက်တာပေါ့အတိုင်းမဲ့လို့အတင်းနေနဲ့အများကြီးတင်ကန်းသာယူလို့လိုပါတယ်အများကြီးတင်ကန်းသာယူလို့လိုပါတယ်ဆိုတော့ ဟိုလက်ရှိတော့တင်မှာလူငယ်ကစားမတွေတော့ရှိပါတော့လीနော်မန်တာတူလာပါတာအတင်းအကယ်ဒမီကနေပြီးလူကစားမကောင်းနေတော့ကျွန်တော်ရှိတာပေါ့အဲဂျူဗန်နီကွင်တာနဲ့သူနဲ့ဂျာတဲ့မှာလည်းတစ်နှစ်လောက်ပဲကျွန်တော်ကြွားရဲပေါ့နော်ဒါပေမဲ့လူကကခဏကပြောလိုပဲဗျာဥရောပပြိုင်ပွဲတွေရောသူတို့ပေါ်တူဂီပရီးမီးယားလိဒီမှာရောအမှန်ကန်ကစားပြနေတာဆိုတော့ခလစီပါသွားပြီဂျူဗန်နီကွင်တာနဲ့နော်ဒါဒီတင်းနောက်ဆုံးမင်းရှေ့ဆက်တက်စရာအကြောင်းကိုမရှိတော့ဘူးဒီလားမင်းနော်အာနော်ရှေ့ဆက်ပြီးတော့မင်းတင်းပြောစရာအကြောင်းကိုမရှိတော့ဟုတ်လားဆိုတော့ငွေကြီးမတက်နိုင်နေကြတဲ့အတင်းကဗနာကြီးပြဿနာတွေ နဲ့ရှုပ်ချက်ကနေတဲ့အနေအထားထဲမှာအခုလိုမျိုးကျွန်တော်တို့ဒီဈေးကြီးနိုင်တဲ့ player တယောက်ကတော့ခေါ်ခွင့်မရှိတော့ဘူးပေါ့နော်ကျွန်တော်ညီကတို့ဘလူးဘလူးမြင်ရလဲဒီကစားမနေရာကိုပဲ win back တင်နေအစားထုတ်လို့ရသေးတယ်ထင်ကြလဲချို့ကျတော့လဲဒီပါကူစင်းရဲ့ frame bound လို့ပါတော့เนาะအတန်ထွက်တာပေါ့ဗျာမလွယ်ပါဘူးမလွယ်ပါဘူးဆိုတော့ frame bound ဆိုတာလက်ရှိလေးပါကူစင်းမှာအကောင်းဆုံး player တွေကတယောက်ပါဒါအပြင်ပေါ့နော်ကျွန်တော်အနေနဲ့အတင်းဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှင်ဈေးကြီးနိုင်တာရဲ့ ဥရောပဝင်ခွင့်ကလည်းဘယ်လိုလာအောင်မင်းမသိတာရင်လည်းကျွန်တော်တို့ရဲ့အိုက်ဆာမကိုခေါ်ဖို့က challenge တအားဖြစ်လွန်တယ်ပေါ့နော်အဲကျွန်တော်ခြုံကြည့်ရရင် United အတွက်မလွယ်ကူတဲ့ကာလာတွေကျွန်တော်ထက်ရောက်လာပြီးအတင်းနဲ့ imminent တရင်ကြီးခဲ့တဲ့ကစားမတယောက်လည်းကျွန်တော်သားဒီဟိုဖြစ်ခဲ့ပြီပေါ့နော်ကျွန်တော်သားအများကြီးကိုကျွန်တော်ပြောင်းသွားပြီဆိုတော့ MOD ရဲ့ ကျွန်တော်တို့ဒါပြန်ပစပေါင်းစည်းနိုင်မယ်လို့ထင်ထားတဲ့ player တွေလက်လွတ်ရပြီဆိုတော့တောင်မန်နီယာမှာဂျူဗန်နီကွေနာကိုမရတော့ဘူးဆိုတော့ဘက်ဇာမားပြည်သူကိုကျွန်တော်တို့ဒါအစားထိုးဂျူဗန်နာကအမေရိကန်အဆင်ပြေမယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးပါတယ်